မင်္ဂလာပါရှင်2025ခုနှစ်မတ်လ16ရက်နေ့ရဲ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမှုပါရှင်။ဗရောင်းမြို့နယ်ညောင်ကျိုးရွာကာကင်းစကန်တွေအားလုံးကိုအေနဲ့ပူပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ချပြီးလို့ဥခိုင်ဒုက္ခကအတည်ပြုပြောဆိုပါတယ်။ယူရောင်းမြို့မှာဒေါ်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းနဲ့မြန်မာမိသားစုများတွေ့ဆုံပွဲမှာရန်ပုံငွေအမေရိကန်ဒေါ်လာ9200ကျော်ရရှိပါတယ်။ ဖလံမြို့သိမ်းတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်သားတို့ဖမ်းမိထားကြောင်း CMDF ကပြောပါတယ်။ပလတ်စတစ်ကောက်သူအသွင်နဲ့ဒရင်းယူနေတဲ့တက်ကြွကြီးတူပြစ်ခတ်ခံရပြီးတေဆုံသွားပါရဲ့ရှင်။ဗမော်စကခ27ရဲ့ကာခင်းအချို့ထက်ရပြီးစစ်ကောင်စီဒရုန်းတို့ပြစ်ချနိုင်ခဲ့တယ်လို့ KIA ကထုတ်ပြန်ထားပါတယ်။ WSP ကမြန်မာပြည်သူတက်တန်းကျော်အတွက်အကူအညီဖြတ်တောင်းမယ်လို့ဆိုပါတယ် ရွှေစာရံမှာဖျားဘူးရင်တိမ်မောက်တာကြောင့်6ဦးတေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့ပါရဲ့ရှင်။ဒီသတင်းလေးနဲ့အတူဒီကနေ့ညနေခင်းရန်ထူခြားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘကိုးတိုင်းပတောင်းမြို့နယ်ညောင်ကျိုးရွာပတ်ဝန်းကျင်ကာကင်းစခန်းတွေအလုံးကိုအင်အင်းနဲ့ပူပေါင်းတပ်ဖွဲ့တွေကတိမ်ပိုက်ထားပြီးဖြစ်ကြောင်းအင်အင်းရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဦးခိုင်တုခါကအတည်ပြုပြောဆိုပါတယ်။ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့ဆက်ဆက်နေတဲ့ဘကိုးတိုင်း ဘရောင်မြို့နယ်အတွင်းမှာရှိတဲ့ညောင်ကျိုးကျေးွာတက်စခန်းကိုအေအေဦးဆောင်တဲ့ပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်နေရလက်ရှိမှာကာကင်စခန်းတွေအားလုံးကိုတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ရာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဆက်လက်တိုက်ပွဲပြင်းထန်နေစေဖြစ်ကြောင်းသူကရှင်းပြထားပါတယ်။ညောင်ကျိုးကျေးွာတိုက်ပွဲမှာစစ်ကောင်စီတပ်များမှဂစင်းကြီးရနဲ့စုခွာထွက်ပြေးနေကြောင်းတိုက်ပွဲမှာပြင်းထန်နေစေဖြစ်တော်လဲအခြေအနေရှုပ်ထွေးနေစေဖြစ်ကြောင်းသိရပါတယ်။ တိုက်ပွဲကတော့ဘကိုးတိုင်းပထောင်မြို့နယ်ပကံကင်းရွာနဲ့ညောင်ကျိုးကျေးရွာပတ်ဝန်းကျင်တွေမှာအပြင်းထန်ဖြစ်ပွားနေတာရှိပါတယ်။ညောင်ကျိုးရွာရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကာကင်စကန်အများစုကိုတော့ကျွန်တော်တို့ရဲ့ပူပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ကြံတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်းဟိုတစုဒီတစုကစင်ကလေးအားစုတ်ခွာနေကြတာရှိပါတယ်။အဲ့ဒီကြတဲ့လေကြောင်းတိုက်ခိုက်မှုတွေကလည်းတောက်လျှောက်ရှိနေတဲ့အခါကျတော့အခြေအနေကရှုပ်ထွေးနေပြီးတော့ တိုက်ပွဲကဆက်လက်ပြင်းထန်နေစေအနေထားဖြစ်တယ်လို့ဥခိုင်ဒုက္ခကပြောပြထားပါရဲ့ရှင်ဇန်နဝါရီလကစပြီးပဲခူးတိုင်းပထောင်မြို့နယ်ညောင်ကျိုးတက်စကာမှာ AA နဲ့စစ်ကောင်စီတပ်တွေအကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ AA ကရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့ထိစပ်လျက်ရှိတဲ့ပဲခူးတိုင်းပထောင်မြို့နယ်မှာမိုးချီတောင်စခန်းကိုဇန်နဝါရီလ26ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ကြောင်းလဲသိရပါတယ်ထိုးစစ်တွေကို ရခိုင်ပြည်နဲ့ထိစပ်နေတဲ့ AR တိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းအတွင်းနဲ့အထိထိုးပေါဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း A ကတရားဝင်သတင်းထုတ်ပြန်ထားပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမေရိကန်ပြည်အောင်စုနယူးယောက်မြို့မှာဒေါ်အောင်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းနဲ့မြန်မာမိသားစုတွဲဆောင်ပွဲပြုလုပ်ခဲ့ပြီးအဲ့ဒီတွဲဆောင်ပွဲမှာရန်ပုံငွေအမေရိကန်ဒေါ်လာ9200ကျော်ရရှိကြောင်းသိရပါဗျ။မတ်လ15ရက်နေ့အမေရိကန်ပြည်အောင်စုကို Suit 18 Birthday Campaign အတွက်ရောက်ရှိနေတဲ့နိုင်ငံတော်အတိုင်းအမခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ် Kim Eric Ko ကိုထိန်လင်းကနယူးယောက်မြို့မှာရှိတဲ့မြန်မာမိသားစုတွေနဲ့တွေ့ဆုံခဲ့တာပါ။အဲ့ဒီတွေ့ဆုံပွဲကို ကိုထိန်လင်းနဲ့အတူကုလသမဂ္ဂဆိုင်ရာမြန်မာတန်အမတ်ကြီးဦးကျော်မိုးထွန်းအမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေရဝင်းကြီးနော်ဆူးဆန္နာလှလှဆိုဒေါအောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေးရှောင်းတာနယ်တို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်းသိရပါတယ်။ဒီရောက်ဒေတာခံမြန်မာမိသားစုများအပါအဝင်ဤဆက်ရာအခြားမျိုးများမှမြန်မာမိသားစုများမြန်မာမျိုးဦးတော်လည်ရေးထောက်ပို့အဖွဲ့များစုစုပေါင်းတထောင်နီးပါးတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီပွဲအတွင်း Kim Harris ရဲ့ပုံတူပကြီကားကိုအမေရိကန်ဒေါ်လာ8888ဖြစ်၎င်း Su 18 Birthday Clinic ကိုအမေရိကန်ဒေါ်လာ9500ဖြစ်လေလံတင်ရောင်းချခဲ့ကြောင်း စု18ဘဒေးပို့စကတ်ရောင်းချမှုအပါအဝင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများအတွက်ထောက်ပံ့ရန်ပုံငွေအမေရိကန်ဒေါ်လာ9200ကျော်ရရှိခဲ့ကြောင်းသိရပါရရှင်။ဆက်လက်ပြီးချင်းပြည်နယ်ဖလန်းမြို့မှာချင်းပြည်တော်ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေတရက်ပိုင်းအတွင်းတိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်ပန်းဖြင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထပ်မံဖမ်းဆီးရရှိခဲ့တယ်လို့ချင်းမြို့သားကာကွယ်ရေးတပ် CMTF ကပြောပါရရှင်။ ဖလန်းမျိုးကစစ်ကောင်စီလက်ကျန်တက်စကန်ခလာရ268တက်ရင်သိမ်းပိုင်နိုင်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတရက်ပိုင်အတွင်းတိုက်ပွဲတွေပြင်းထန်လာတာလို့ CMDF ပြောခွင့်ရဆလိုင်းတီမီထွတ်ကပြောပါရရှင်။ငားရမြောက်ရှိပြီပေါ့တိုက်ပွဲကတော်တော်ပြင်းထန်တဲ့အနေအထားမှာရှိတယ်။သူတို့ကတော့လေကြောင်းအ धिक ထားတိုက်တာပေါ့။မြေပြင်မှာကျွန်တော်တို့ကအသာစီးရှိတဲ့အခါကျတော့သူတို့ကလေကြောင်းကိုပဲတနေပုံတုံးတယ် ဒီနေ့မှဆိုလဲဖလန်းသားမှာသူတို့စစ်ကူလာချတဲ့ဟာလဲရှိရဲသူတို့အင်အားဖြစ်နေတာပေါ့ကျွန်တော်တို့လည်းခလာရ268ကိုအပိတ်တိမ့်ပိုင်နိုင်ဖို့စူးစမ်းနေပါတယ်လို့သူကပြောပါတယ်ဒီအပိုင်းတွင်လက်လက်ခဲရနေတိမ့်စီရမိတာစစ်ကောင်စီတပ်ကစစ်တုပ်ပန်းတွေထပ်ဖန်စီမိတာတွေရှိပေမဲ့အရေအတွက်နဲ့အသေးစိတ်ကိုမပြောနိုင်သေးဘူးလို့သူကရှင်းပြထားပါတယ်2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာ ဖလန်းလူသိမ်းတိုက်ပွဲစတင်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့နောက်ဆုံးကြံနေတဲ့ခလာရ268တရင်ကိုညီနောင်ပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာပါပြီးခဲ့တဲ့ဇန်နဝါရီလ31ရက်နေ့ကလည်းဖလန်းလူသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ကနေစစ်ကူပို့ပေးတဲ့စစ်ကောင်စီတပ်သား56ဦးကိုတိုက်ပွဲအတွင်းဖမ်းမိထားပြီးစစ်တုပ်ပန်းဖြင့်ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CMDF ကပြောထားပါတယ်ချင်းပြည်နယ်မှာမြို့နယ်ကိုမြို့နယ်ရှိတဲ့အနက်မတူပြီးမင်းတပ် ကံပတ်လက်ပလောဝတိုးဆန်စားတဲ့မြို့နယ်၅မြို့နယ်ကိုချင်းပြည်တော်အဖွဲ့အရခတက်တော် AA နဲ့ချင်းပြည်ကောင်စီ အဖွဲ့တို့ကအတီးတီးတိမ့်ပိုက်ထိန်ချုပ်ထားပါတယ်။ကြံတဲ့လေးမြို့နယ်ထဲကဖလန်းမြို့ကိုချင်းပြည်တော်အဖွဲ့ကမြို့သိမ်းတိုက်ပွဲထိုးစစ်ဆင်နေပြီးဟာခါနဲ့ထန်တလန်မြို့တွေကိုတော့ချင်းပြည်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ အခုတိုင်းကျိုးပင်ကောင်းမြို့နယ်ဥယျင်ကြီးကျေးရွာအစုမှာပလတ်စတစ်ကောက်သူဝဲရဲဟန်ဆောင်ကတော်လရင်တက်ဖွဲ့ရဲ့တက်စခန်နေရာတွေကိုလာရောက်စုံစမ်းတဲ့စစ်ကောက်စီတက်ကြောက်ကြီးတဦးကိုတားဆီးစစ်ဆင်စဉ်ခုခံထွက်ပြေးတာကြောင့်ပြစ်ခတ်ခဲ့ကြောင်းကာယဝရီခိုင်တက်ရင်3801တက်ခွဲ1ရိုးမ GPK PDF မှာတက်ခွဲမှုကရင်လေးကပြောပါတယ်မနေ့ကမတ်လ15ရက်နေ့နေ့လယ် နှနိုင်ခန့်ကဥယျာဉ်ကြီးအုပ်စုဥယျာဉ်ကြီးကျေးရွာအနီးတော်လှန်ရေးရဲဘော်တွေကလုံခြုံရေးကင်းဆောင်နေစဉ်အရက်ဝင့်နဲ့ပလတ်စတစ်ကောက်သူအသွင်ဟန်ဆောင်ထားတယ်စစ်ကောင်စီတက်တက်ကြီးဇေယထက်ဆိုသူကိုတားဆီးစစ်ဆေးခဲ့တာလို့ဆိုပါတယ်ဇေယထက်ရဲ့လက်ကင်ဖုန်းအတွင်းစစ်တပ်ယူနီဖောင်းဝတ်ကလက်နက်ကင်ဆောင်ထားတဲ့ပုံများစစ်တပ်နန်းစင်ပုံတွေ့ရှိခဲ့ရာစစ်ကောင်စီတက်တက်ကြီးဇေယထက်မှာတော်လှန်ရေးရဲဘော်တို့ကိုခုခံထွက်ပြေးတာကြောင့် တိခတ်ဖန်စီခေရာပွဲချင်းပြီးတည်ဆုံခဲ့ကြောင်းရိုမ GPK PDF ကအသိပေးထားပါတယ်။ဒီကောင်ကရှေ့ရန်တနေရာမှာကျွန်တော်တို့ရဲဘော်တွေမိုင်းခွင်းနဲ့ဆင်နေတဲ့အချိန်မှာစိုင်းကယ်တဝင်းကြီးနဲ့တွာလာနေရဗျ။တစ်ချိန်လည်းမဟုတ်၊နှစ်ချိန်လည်းမဟုတ်ဆိုတော့တတိထားမိပြီးမတင်ကားလို့တားဆီးစစ်ဆေးတာကိုဒီကောင်ကဥကြောင်ကြောင်လုပ်နေတာဗျ။ဒါနဲ့စစ်ဆေးတဲ့ရဲဘော်ကခမားမှာဖုန်းပါလားခနာပြပါဆိုပြီးစစ်ဆေးတဲ့အချိန်မှာစစ်တပ်ယူနီဖောင်းအပြည့်အစုံနဲ့ လက်လက်ကင်ပြီးရိုက်ထားတဲ့ပုံတွေတင်နန်းစင်းပုံတွေရှေ့တန်းရောက်ပုံတွေရှာတွေ့တဲ့အချိန်မှာအဲ့ဒီကောင်ကစစ်နေတဲ့ရဲဘော်ကိုတွန်းလဲပြီးထွက်ပြေးတာလို့စစ်ကောင်စီတက်တက်ကြီးဇေယျထက်နဲ့ပတ်သက်ပြီးရောမ GPK PDF တက်ခွဲမှုပြင်လေးကပြောပါရရှင်ထွက်ပြေးသွားတဲ့တက်တက်ကြီးဇေယျထက်ကိုလိုင်းလံပြစ်ခတ်စင်မှာ၆ချက်ပြစ်ခတ်ခဲ့ရာကြည်လေးချက်ထိမှန်ပြီးနေရာမှာပဲပွဲချင်းပြီးတိုက်ဆုံသွားကြောင်းသူကဆက်ပြောထားပါတယ်တက်တက်ကြီးဇေယျထက်ဟာဂျိုးပင်ကောက်အခြေဆိုင်စစ်ကောင်စီ တ်ရှိရာအင်းမင်းဦးရဲ့တပည့်ရင်တဦးဖြစ်ကြောင်းစစ်စစ်တွေ့ရှိပြီးသူထာမှာလက်ကင်ဖုန်းတစ်လုံးနဲ့ဆိုင်ကယ်တစ်စီးသိမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်ရှင်ဆက်လက်ပြီးကချင်ပြည်နယ်ပမော်မြို့မှာရှိတဲ့အမတ်27စစ်စင်ရေးကုတ်ကဲမူဌာနချုပ်ကိုအပိတက်သိမ်းပိုင်နိုင်ရေးအတွက်နေ့စဉ်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းကချင်လွတ်လပ်ရေးတပ်မတော် KIA ကမတ်လ15ရက်နေ့ညပိုင်းမှာတည်င်းဖော်ပြအသိပေးထားပါတယ်။ပမော်မြို့မှာရှိတဲ့ စကခ27စကစီတက်စကန်ကိုအပိတသိမ်းပိုင်းနိုင်ရေးအတွက် KIA ပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်မှုများတွင်စကစီဘက်ကထိခိုက်မှုများရှိနေတာကြောင့် drone အပါအဝင်တိုက်လေယာဉ်များဖြင့်အသုံးပြုကာစခန်းမကျရေးခုခံတိုက်ခိုက်နေတယ်လို့ဖော်ပြထားပါတယ်။စကစီရဲ့ drone အချို့ကို KIA ပူပေါင်းတပ်ဖွဲ့တွေကပစ်ချနိုင်ခဲ့တယ်လို့စကခ27ရဲ့ကာကင်တချို့ကိုလည်းထပ်မံသိမ်းပိုင်းနိုင်ခဲ့ကြောင်းဖော်ပြပြီးအသေးစိတ်အချက်အလက်ကိုအသိပေးခြင်းမရှိသေးပါဘူး။ KIA ပူပေါင်းတပ်က2024ဒီဇင်ဘာလ4ရက်နေ့မှာမမော်မြို့သိမ်းစစ်စင်ရေးစတင်ခဲ့တဲ့တိုက်ပွဲ3လကျော်အတွင်းမှာမမော်မှာရှိတဲ့စစ်စင်ရေးအရာအရေးပါတဲ့အမြောက်တပ်တင်ကာတပ်တန်ချက်ကတပ်ခြေလင်တပ်အပါအဝင်စစ်ကောင်စီတပ်ဆွဲရနေရာအများပြားကိုသိမ်းပိုက်ထားပါတယ်။ဒါပြင်ခလာရ49စကားခ21အပါအဝင် လက်ကျန်တပ်စခန်းများကိုလည်းတိုက်ခိုက်နေတာပါ။စစ်စင်ရေးတွင်နှစ်ဖက်ထိခိုက်ကြဆုံးမှု ရှိနေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်တပ်ပံအဖြစ်ဖမ်းဆီးထားနိုင်မှုများလည်းမကြာခဏရှိရလို့ကချင်စစ်ရေးတရင်မြစ်အချို့ကအတိပေးထားပါတယ်ရှင်။နောက်ထပ်တရင်တစ်ပုဒ်အနေနဲ့ရှမ်းပုံငွေပြက်လက်မှုကြောင့်ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WSP ကထောက်ပံ့တဲ့မြန်မာနိုင်ငံမှပြည်သူတတန်းကျော်အတွက်အကူအညီပေးမှုကိုဧပြီလကစတင်ကဖြတ်တောက်မယ်လို့ကုလသမဂ္ဂစားနပ်ရိက္ခာအေဂျင်စီကမတ်လ14ရက်နေ့မှာပြောပါတယ်။ ပြပကအရှိန်မြင်လာပြီးအိုးအိမ်ဆွန့်ခွာရမှုနဲ့အကူအညီပေးမှုကန့်သက်ချက်တွေကြောင့်ဇာနဲ့ရိတ်ခါအကူအညီလိုအပ်ချက် မြင့်မားနေချိန်မှာအခုလိုအကူအညီဖြတ်တောက်တာပါလို့ WSP ကပြောပါတယ်မြန်မာပြည်သူတန်း20နီးပါးဟာလူသားချင်းစာနာမှု အကူအညီလိုအပ်နေပြီးတိုင်းပြည်လူဦးရေရဲ့၃ဘုံတစ်ဘုံခန့်ဖြစ်တဲ့ခမှန်းချေပြည်သူ15.2တန်းဟာဆိုးရွားတဲ့ဇာနဲ့ရိတ်ခါမဖူလုံမှုကြုံတွေ့နေရတယ်လို့ ကုလသမဂလူအခွင့်ရေးကြမ်းကျင်သူတွေရဲ့ပြောကြားချက်အရတရားပါတယ်။တကဘာလုံးမှာပြပအကူအညီပေးမှုဖြတ်တောက်တဲ့ American အစိုးရရဲ့ဆုံးဖြတ်ချက်ကြောင့်ရန်ပုံငွေပြက်လက်တာဟုံမဟုံဆိုတော့ WSP ကအသေးစိတ်မရှင်းပြပါဘူး။အကူအညီဖြတ်တောက်မှုဟာစစ်ပေးဆောင်တသိန်းဝန်းကျင်အပါအဝင် အသက်ရှင်သန်ဖို့ WSP အကူအညီကိုမှီဝဲနေတဲ့မြန်မာနိုင်ငံမှာအတိုင်းဝိုင်းတွေကိုတက်ရောက်စေမယ်လို့ WSP ကဖော်ပြထားပါတယ်။ စာနယ်ရိက္ခာပြက်လက်မှုအဆိုးရွားဆုံးဖြစ်တဲ့ဇူလိုင်လမှစက်တင်ဘာလအထိကာလနဲ့ပတ်သက်လို့ WSB ကအလွန်အမင်းစိုးရိမ်နေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။မြန်မာစစ်ကောင်စီဟာငှက်မှုခေါင်းပါမှုနဲ့ပတ်သက်တဲ့အချက်အလက်တွေမကောက်ခံဖို့နဲ့အကူအညီပေးရေးလှုပ်တာတွေအဲ့ဒီအကြောင်းကိုမဖော်ပြဖို့ဖိအားပေးပြီးဆိုးရွားတဲ့စာနယ်ရိက္ခာအကျက်အကျဲအကြောင်းတရေအချက်အလက်တွေမဖော်ပြဖို့နှိတ်ကွထားပါရဲ့ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ မင်္ဂလေးတိုင်းဒေသကြီးရွှေစားရံကြောက်ဆယ်လံမိသွေးဖုတ်ရွာအနီးမှာမတ်လ15ရက်နေ့ညနေပိုင်းကဖယားဘူးရင်တစီတိမ်းမောက်တာကြောင့်ကလေးငယ်၃ဦးအပါအဝင်၆ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကုညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။ဖယားဘူးရင်ပေါ်မှာလိုက်ပါလာတဲ့၃ဦးထက်ကအမျိုးသား၂ဦးအမျိုးသမီး၄ဦးစုစုပေါင်း၆ဦးသေဆုံးသွားတာလို့ဆိုပါရရှင်။ ီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြတ်ဆုံးလွတ်မြောက်ကြပါစေရှင်